အဓိကတော့ဗောနော်ဒီကွန်ဝင်ဆောင်လာပြီဆိုတဲ့ဟိုကလေ hormonal changes ဗောနော်ဒါလည်းခဏခဏပြောလို့ရပါတယ်ဒီ ARD ကြောင့်မလို့ဗောနော်ကိုယ့်ရဲ့ကိုယ့်ရဲ့ဗောနော်ဥပမာဆို taste bud တွေနောက်ပြီးတော့မှဒီနှာခေါင်းမှာဗောနော်ခံစားတဲ့ဒီဟိုဘယ်လိုမလဲ sensory ဟိုလေးတွေရှိပါတယ်เนาะ sensory notes လေးတွေလည်းပြောလို့ရတယ်အဲ့ဒါလေးရတော့ရှိတယ်ဗောအဲ့တော့ဒီ hormonal changes ကြောင့်မလို့ဒါတွေရဆိုလို့ရှင်တခါတလေမှာဆိုရှင်တော့ဒါပြောင်းလဲတယ်ဗောနော်အခုပြောသလိုပါပဲဒီ taste bud တွေနောက်ပြီးတော့မှဒီအနက်ခံတဲ့ notes တွေဆိုတာလေ10ရက်တခါ7ရက်တခါအမြင်တာအသ က်အစ်စ်လေးတွေဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မလို့ဥမာဆိုလို့ရှိရင်တခုခုဖြစ်ခဲ့တယ်ဆိုလည်းအရင်စိတ်မပူပါနဲ့နော်ဥမာဆိုလို့ရှိရင်နှစ်ပတ်လောက်ထိရတော့လေဒီခါလေးကြဖြစ်တယ်ဥမာဆိုလို့ရှိရင်ပေါ့နော်ညီနှံ့ရတာမျိုးလို့ဆိုစိတ်ထဲမှာပေါ့ဒီနှာခေါင်းကနေပြီးတော့မပြောက်တော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုတာတော့အဓိကအခုပြောသလိုပေါ့ဒီအနက်ပဲဖြစ်ဖြစ်အရသာပဲဖြစ်ဖြစ် तू ကခေါင်းထဲကိုသွားပြီးတော့မှအုံနောက်ထဲမှာသွားပြီးတော့မှတ်လိုက်တာပေါ့နော်အဲ့တော့ तू ကနောက်နှစ်ပတ်ကြာတဲ့ခါမှာဒီ taste bud လေးကအစ်ပြန်ပြောင်းသွားတယ်ပြန်ပြောင်းသွားတဲ့ခါမှာဆိုလို့ရှိရင်တော့ဒါဒီ brain ကိုပြန်ပို့တဲ့ခါမှာလေဒါပြန်ပြောင်းလို့ရပါတယ်နော်အဲ့ဒါက ြောင့်မလို့ဥပမာဆိုလို့ရှိရင်တော့ဒီလိုအနက်နေဆိုးတာမျိုးတို့နောက်ပြီးတော့မှအရသာပြောင်းတာမျိုးတို့အ ਨੇ ဆုံးပေါ့နော်ဆယ်ရက်ကနေပြီးတော့မှနှစ်ပတ်အတွင်းတော့စောင့်ပေးပါလို့နော်စောင့်ပေးတယ်ဆိုလို့ရှိရင်တော့ဒါနောက်ပိုင်းမှဆိုတော့မဖြစ်တော့ဘူးပေါ့အဲ့လိုမျိုးပြောင်းရတဲ့အကြောင်းအရာလေအခုပြောသလိုပေါ့ဒီဟော်မုန်းပေါ့နော်ဒီ HCG ဆိုတဲ့ဟော်မုန်းတွေကနေပြီးတော့မှထွက်လာတယ်ဒါတွေရဲ့ effect တွေကြောင့်မလို့လည်းပြောလို့ရပါတယ်ရှင်ဒါကြောင့်မလို့ကိုဝင်ဆောင်စားအချိန်မှဆိုလို့ရှိရင်တော့ဥပမာဆိုလို့ရှိရင်ပေါ့နော်အခန်းထဲမှာအာပေါ့နော်မွေးတဲ့အရသာမျိုးလေးတွေအနက်လေးတွေပေါ့နော်အမောင်ဆိုရှင် air fresher လိုမျိုးလေးတွေထားထားတာ ာမျိုးပေါ့နော်နောက်စားတဲ့ခါမှာဆိုလို့ရှင်တဲ့အစီမများတဲ့အစားစာမျိုးပေါ့အဲ့လိုမျိုးလေးနဲ့စပြီးတော့မှစားမယ်အနံ့ကိုလည်းအဲ့လိုလေးပြောင်းထားမယ်နောက်ပြီးတော့ပန်းမွေးတဲ့ပန်းလေးတွေပေါ့နော်ဒါမျိုးလေးတွေကိုဆိုရှင်စပွဲပေါ်မှာလေးတွေတင်ထားမယ်ဆိုလို့ရှင်တော့ဒါအများကြီးတက်တာပါလေလို့ပြောလို့ရပါတယ်အခုနောက်ပိုင်းမှာတော့ကျမတို့တွေကဒီနော်စီယာတွေအတွက်ဆိုတော့တောက်ဆေးလေးလည်းပေးထားတယ်ပေါ့နော်အဲ့တော့ဒါလေးတွေတောက်လိုက်ချမ်းအပြင်လည်းအများကြီးတက်တာသွားနိုင်ပါတယ်ရှင်